ွဲရတာတွေနဲ့မလိုလားအပ်တဲ့ဒီထိုင်းနိုင်ငံဘက်ကကန့်ကွက်တန်တွေလည်းဖြစ်မဖြစ်ပေါ်မလာစေဖို့အတွက် suicide drone တွေကိုသာအဓိကထားပြီးအသုံးပြုတင်ပါတယ်။လက်နက်ကြီးတွေအနေနဲ့ကတော့ဒီခြေချောင်းကနေကင်းထောက်ပြီးတိတိကျကျပြစ်ခတ်နိုင်ခဲ့မယ်ဆိုရင်အထူးသဖြင့်မင်းကညဆယ်ရကုန်းအနည်းကိုစုပ်ခွာလာတဲ့တာဘော့ဥဆောင်တဲ့အဖွဲ့တွေနေရာကို carbet bombing လုပ်နိုင်တာတွေလေကွဲတွေနဲ့ပြစ်ခတ်တာတွေစသဖြင့်ပြလို့ပြီးတော့အကြမ်းဖက်သမားတွေစုဖွဲ့နေရတွေနဲ့ဖိပြောင်းနေရတွေကိုမျက်ခြေမပြတ်ကန်းထောင်နေဖို့လိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကလေးကအခုအောက်တိုဘာ4ရက်နေ့မနေ့အထိ ဒီကင်းပြင်းနေမှာရှိနေတဲ့ KNU လက်နက်ကန်အပါအဝင် KNLA KDLA နဲ့တာဘောအဖွဲ့တွေကတောက်လျှောက်ဆိုလိုနေရာမရပဲဖြစ်နေတာပါဒီကိကောမျိုးကနေစောက်ခွထွက်ပြေးပြီးတဲ့နောက်မင်းလက်ပံဖလူမဲထော်တလေးဘက်ကိုဝင်ရောက်ကိုလုံမှုခိမဲဝါခီဘက်ကိုဝင်ရောက်ကိုလုံဝင်ရဖို့ကြိုးစားနေပေမဲ့လည်းအခြေအနေမကောင်းဘူးလို့သိရပါတယ်အဲ့ဒီအတွေ့ဒီတာဘောဥဆောင်တဲ့32ပြူဟာကအဖွဲ့တွေကအင်အား200ကျော်အထိပတ်ပြောင်းကိုလုံတာတွေရှိခဲ့တယ်လို့သိရပါတယ်ဆိုတော့တရင်သုံးရင်ပေါင်းထားတဲ့ပြူဟာ32ပြူဟာကအင်အား200ကျော် ဘက်ပြောင်းခုလုံလာတဲ့အခြေအနေမျိုးအင်အားနဲ့အကျော်ဘက်ပြောင်းခုလုံလာခြင်းရဲ့အင်အားရိုးရိုးမှုကဘယ်လောက်ထိများပြားသလဲဆိုတာကိုတွေးကြည့်ရင်သိနိုင်ပါတယ်။ဒါကဘက်ပြောင်းခုလုံလာတဲ့အင်အားအခြေအတွက်ဖြစ်ပါတယ်။ထိခိုက်သေဆုံးသွားတဲ့အခြေအတွက်တွေဒီတိုက်ပွဲအတွင်းတပ်မတော်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေအတွင်းသွေးလွန်ပြီးတော့သေဆုံးတာတွေအတူပြက်တွေဖြစ်သွားတာတွေနဲ့အရေးပေါ်အခြေအနေရောက်ရှိနေတဲ့သူတွေမပါသေးဘူးဖြစ်ပါတယ်။ဆိုတော့လက်ရှိမြောက်ပြည်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲမယ်တင်ငန်းညင်အောင်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲမယ်ဒေါနာတောင်လိုင်းကြီးကိုပိတ်ဆို့ထားမယ်ဆိုပြီးတော့လေလုံးကြွားခဲ့တဲ့ တာဘောဥဆောင်တဲ့သုံးသနှစ်ပြူဟာကတော့တက်မတော်ရဲ့တကယ်ကိုပြင်းပြင်းထန်ထန်နဲ့ဆောင်ရွက်တဲ့ထိုးစစ်တွေအတွင်းမှာအလဲလဲအကွဲအကွဲနဲ့ထိခိုက်သေးဆုံးမှုများလျက်ရှိပါတယ်။ဒါအပြင်အဲ့ဒီကနေတောင်ဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင် DGB ရဲ့ဌာနချုပ်စီရဲ့စုံစည်းမြိုင်ဒေသဝေါ်လီမြိုင်ဒေသမှာလည်းအမှရှိနေတဲ့ KNLA KDLA နဲ့အပေါင်းပါတွေလည်းနေစဉ်နဲ့အမျှထိခိုက်မှုတွေလက်နက်ချမှုတွေနဲ့ထွက်ပြေးမှုတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။ဩဂရိထစကန်ကြီးကိုထိန်းချုပ်ပြီးတဲ့နောက်အမိုးရံငြိုသည်ဆက်လာဆိုပြီးတော့မေးသွားတဲ့အဖွဲ့တွေ နောက်ပြီးတော့ဒီ Cobra Cobra Colon က Vinon Colon ကအဖွဲ့တွေ Wallet View ဟာကိုထိန်းချုပ်မယ်ဆိုပြီးတော့လေလုံးကြွားခဲ့တဲ့အဖွဲ့တွေလည်းနေ့စဉ်တည်ဆုံမှုတွေနဲ့ကြုံတွေ့နေရပြီးတော့ Wallet မြန်ပြူဟာကိုဝိုင်းဝန်းပိတ်ဆို့ထားတဲ့အဖွဲ့တွေလည်းအခု၄ GB ကောအနည်းထိလာရောက်ပြီးတော့ပေါင်းပေးနေရတာရှိပါတယ်။အမိုးရငယူသည်ဆက်သလားလို့မေးနေတဲ့အဖွဲ့တွေကိုလည်းမျက်ရည်တွေမျက်ခွက်တွေနဲ့အတူနေ့စဉ်နဲ့အမျှတည်ဆုံမှုတွေမှာကြုံတွေ့နေရပြီးတော့အလောင်းမရဘဲနဲ့တည်ဆုံသွားကြတဲ့အဖွဲ့တွေအလောင်းရရင်တောင်မှစုပ်ပြက်တူဖာပြီးတော့ ရုပ်ပြစင်းမြင်းနဲ့တည်ဆုံသွားကြတဲ့သူတွေကိုကြည့်ပြီးစိတ်သက်တွေလည်းပြက်ပြားနေကြပြီဖြစ်ပါတယ်။ဒီနေရာမှာတာဘောရဲ့အနီးဆုံးမှာရှိနေတဲ့တာဘောရဲ့အားကိုးရတဲ့ဒီ PDF ထဲက30နှစ်ပြူဟာတွေကအဖွဲ့ကိုယ်တိုင်တည်ဆုံမှုတွေဖြစ်နေတဲ့အတွက်တာဘောရဲ့လုံခြုံရေးအာမခံချက်တာဘောရဲ့အသက်ရှင်ရပ်တည်နိုင်မှုကရာဂိုင်းတော်တော်ကြာဆင်းနေပြီဖြစ်ပါတယ်။ဒါကြောင့်မလို့လဲတာဘောကိုယ်တိုင်မင်းလက်ပါမှာဝင်ခိုးလိုက်ဖလူမှာဝင်ခိုးလိုက်ဆရာကုန်းရဲ့တောထဲမှာလာပြီးခိုးနေလိုက်လိဂီကောအဖျားကဖြုတ်အောင်ယုံမှာလာခိုးနေလိုက်ထီးမဲ့ဝါကီးရဲ့ရွာထဲမှာပတ်နေလိုက တနေ့ကို200 300လောက်ပတ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရတယ်လို့ညဘက်အိတ်တာဟုတောင်းမှာစိတ်ဖြောင်းဖြောင်းမအေးရဘူးဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။တစ်ဖက်ကစည်ရေးမှရှုံးနေလာတယ်။တစ်ဖက်မှာထိခိုက်သေဆုံးမှုတွေများပြီးတော့စိတ်သက်ရေးရပြက်ပြားလာပြီးဖြစ်တဲ့အတွက်ကရင်လက်နက်ကိုင်တပုံ KNU ရဲ့ကော်တူးလီနိုင်ငံတော်စစ်ကူးရှင်မှုတွေမှာတော့တောက်တိုင်တစ်ခုအနေနဲ့ပါဝင်ခဲ့တဲ့30နှစ်ပြူဟာကစတင်ပြီးတော့ပြိုရင်းပြက်စီးနေပြီဖြစ်ပါတယ်။ပြောရရင်တော့မြောက်ရီတောင်ဘက်ကလေးကောမြို့သိမ်းတိုက်ပွဲမှာတာဘောရဲ့ပြူဟာကအသေးများနေတယ်လို့ပြောရမှာဖြစ်ပါတယ်။ ါတော့ဒီပြည်ပြည်နယ်မှာရှိနေတဲ့ voter board ဥဆောင်တဲ့အဖွဲ့တွေအထူးကဲ့သို့ဆုံးမှုများနေတယ်ဆိုတဲ့တည်ရင်အလင်းဝင်လက်နက်ချလာတွေနဲ့ပတ်ပြောင်းခုလုံမှုများနေတယ်ဆိုတဲ့တည်ရင်နဲ့တမ်းတော်အနေနဲ့နေမရှင်လေးဆောင်ရွက်မှုတွေအတွင်းမှာ suicide drone တွေကာမီကာဇီတွေကိုအဓိကထားအသုံးပြုဖို့လိုအပ်သွားတယ်ဆိုတဲ့တည်ရင်တွေကိုစုပေါင်းပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။